အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Cartoon ပုံမြင် Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့စင်ရိုင်းသားရဲ့အင်ကာအဲကွန်ဆော်ရဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစင်တင်ဆက်သူအန်နာပါရာမိုးဆော်ရဲ့သူတယောက်ကတော့တတော်လေးကိုစင်ရတဲ့တောင်းတူတူပဲဖြစ်ပါတယ်သူ့မှာကိုပိုင်လဲရမည်တောင်မရှိပါဘူးဒါကြောင့်သူကလည်းတခြားသူတွေရဲ့လဲတဲမှာအလုံးလုံးကိုင်နေရသူတူပါအဲ့ဒီမှာအလုံးလုံးပြီးလာစားလေးအနေငယ်ကိုသာသူရရှိပါတယ် သူရဲ့အိမ်ကလည်းသူရှာပေးတဲ့ပတ်စံလေးနဲ့ပဲစာဝတ်နေရေးဖြည့်ရှင်နေခဲ့ရတာပေါ့ရာမူရဲ့အိမ်မှာသူရဲ့မိန်းမနဲ့ကလေးငယ်လေးနှစ်ယောက်လည်းရှိပါသေး။ရှောင်းတီကအတော်လေးနားလည်မှုရှိတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါသေး။လာစာလီအနေငယ်ပဲသူတို့ရရှိခဲ့ပေမဲ့အိမ်ရဲ့စာဝတ်နေရေးကိုပြည့်လည်အောင်ဖြည့်ရှင်ပေးနိုင်သူကတော့သူမပါပဲ။ပတ်စံကိုစုဆောင်ပြီးနောက်မှာတော့ကလေးတွေကိုကြောင်းလဲထားပေးနေခဲ့ပါသေး။ပညာတတ်ဖြစ်ဖို့ဘလောက်ကြောင်မှအရေးကြီးလဲဆိုတာကိုသူမကောင်းကောင်းသိပါသေး။ သူရဲ့ကလေးတွေကဒါပညာမတတ်ဘူးဆိုရင်တော့တဘွားလုံးသူများရဲ့ခြေကျုံအနေနဲ့ပဲဘဝဇာတိန်သွားရမှာပါသူတို့ရဲ့ဘဝကတော့အခုလိုမျိုးဖြတ်သန်းနေထိုင်နေရပါတယ်ပတ်စံနည်းနည်းလေးရပါမယ်သူတို့ရှိတဲ့ပတ်စံလေးနဲ့ပြောရွှင်အောင်နေထိုင်တတ်ကြပါတယ်ရမွေးရဲ့သားနှစ်ယောက်လုံးကကြောင်းသွားတက်နေခဲ့ပြီးတငယ်ချင်းတွေလည်းအများကြီးရနေခဲ့ကြပါပြီ။ဒါကြောင့်တငယ်ချင်းတွေကတခြားသူတွေရဲ့အိမ်တွေကိုလည်းတွားလဲကြပါသေးတယ်။တကယ်မှာတော့ရမွေးရဲ့ကလေးတွေကသူတို့တငယ်ချင်းရဲ့အိမ်ကိုတွားလဲခဲ့ပြီးကလေးတွေရဲ့အဖေကတော့နေပိုင်ရှင်တစ်ထည်ကြီးဖြစ်ပါတယ်။ တို့ရဲ့အင်ကာတကယ်ကိုအကြီးကြီးပါပဲ။အိမ်မှာစီးစိမ်အပြေနဲ့နေထိုင်လို့ရတဲ့အရာတွေအားလုံးရှိပါတယ်။သူတို့သွားလဲခဲ့တဲ့အချိန်ကတော့နွေရာသီကြီးဖြစ်နေခဲ့ရပေါ့။သူတို့ကြောင်ပရက်ဖြစ်တဲ့အတွားတငယ်ချင်းတွေနဲ့သွားတွေ့ခဲ့ကြတာပါ။စွန်နုံနဲ့မွန်နုံတို့နှစ်ယောက်လုံးတငယ်ချင်းရဲ့အိမ်ထဲကိုဝင်သွားတာနဲ့အေးစိတ်နေရကိုခံစားလိုက်ရပါတယ်။သူတို့အတော်ပြောရွှင်သွားကြပါတယ်။သူတို့အင်ကာတတော်လေးကိုအေးနေရပဲနော်။ငါတို့အိမ်မှာကြတော့ဘာဖြစ်လို့ဒီလောက်တောင်မှပူနေရတာလဲ။နေဖို့ထိုင်ဖို့တောင်မှအတော်လေးကိုခက်ခဲတယ်။ သူတို့ကချမ်းသာတဲ့သူတွေလေးကွာအိမ်မှာအဲကွန်းတက်ထားတယ်ကြည့်အောင်အဲဒါကြောင့်လဲသူတို့ရဲ့အိမ်ကအခုလိုမျိုးအေးဆက်နေရပေါ့တငယ်ချင်းရဲ့အိမ်ကိုတွေ့ခဲ့ရတဲ့အခါမှာကလေးတစ်ယောက်စလုံးစိတ်ထဲကနေတွေးနေခဲ့ကြပါရဲ့သူတို့ဘလောက်တောင်မှကံကောင်းလိုက်ကြတဲ့သူတွေလေသူတို့စီမှာအရာအားလုံးရှိနေခဲ့ပါရဲ့အရန်ကိုလှပါရင်အိမ်လဲရှိတယ်လို့မျိုးအပူတံကနေကာကွယ်ပေးနိုင်မယ့်အဲကွန်လည်းရှိပါရဲ့ကလေးတစ်ယောက်လုံးကလည်းတငယ်ချင်းအိမ်ကနေရှောက်နေပြီးပြန်လာခဲ့ကြပါရဲ့ပြန်လာတာနဲ့သူတို့အမေကိုသူတို့ဟိုမှာနေရတာဘလောက်တောင်ပြောစရာကောင်းခဲ့ကြောင်ပြောပြလိုက်ပါရဲ့ မမေရေသူတို့အိမ်ကတကယ်အရန်ကိုလှပတဲ့အကြီးကြီးပဲသူတို့အိမ်မှာအဲကွန်းကလည်းတက်ထားတဲ့အေးစိတ်နေရပဲတိလာတတို့အဲ့ဒီကနေပြန်အောင်ပြန်မလာခြင်းမို့ဒါနဲ့မမေတတို့လည်းအိမ်မှာအဲကွန်းတက်လို့မရဘူးလားယင်တတို့အရန်ကိုပူပြင်းတဲ့နွေရာသီကိုအခုလိုမျိုးအန်တုနေရတာအရန်ပင်ပန်းနေတတို့ကလည်းဒီလိုမပြောရဘူးနော်သူတို့ကချမ်းသာတဲ့သူတွေလေတတို့ရဲ့အဖေကြတော့စိမ်းရတဲ့တောင်သူတယောက်အခုလိုမျိုးစိန်ခံပြည့်စည်ရေကိုတော့အမေတို့မဝယ်နိုင်ပါဘူးတခြားသူတွေမှာရှိတဲ့အရာတွေကိုကြည့်ပြီးတော့လောဘမတက်တင်ဘူးကြလား အမေတို့ရှိမှရှိနေတဲ့အရာလေးနဲ့ပဲအမေတို့ပြောရွှင်စွာနေတဲ့နဲ့အဲဒါကြောင့်ဒီလိုကိစ္စတွေကိုတအားတော့မစင်စားကြနဲ့နော်ဒါပေမဲ့ကလေးနှစ်ယောက်လုံးကတော့အဲကွန်ရဲ့အေးအေးတန်ကိုမမေ့နိုင်ကြတော့ပါဘူးသူတို့မှသာအဲကွန်လေးရှိမယ်ဆိုရင်ဘလောက်တောင်ကောင်းမလဲလို့စဉ်းစားနေခဲ့ကြပါရဲ့စင်ရတဲ့သူတို့ရဲ့တောင်းသူလည်းတမအဖေဘယ်ကနေပြီးတော့တော်တော်ကြွအဲကွန်ဝယ်လာပေးနိုင်မလဲဒါပေမဲ့ကလေးတွေကတော့အဲကွန်အရှမ်းကိုလိုချင်နေခဲ့တဲ့အတွက်မိဘတွေကိုခေါင်းဆောင်နေကြပါတော့တယ်မမေတအားတော့အဲကွန်တက်ချင်တယ် တားရုံရွာသီးကိုအန်တိုဝါရာရမ်းပင်မနဲ့ပူလဲပူလောနဲ့အဲကွန်တက်ပေးပါရာမူးကလည်းသူ့ရဲ့မိန်းမကိုပြောလိုက်ပါတယ်ကဲမိန်းမရေငါတို့ကလူကြီးတွေငါတို့ကနားလေတယ်ဒါရီအားလုံးငါတို့မဝယ်နိုင်ဘူးဆိုတာကိုလည်းငါတို့သိတယ်သူတို့ကကလေးငယ်လေးတွေလေသူတို့ဘာသိမလဲသူတို့ကတခြားသူတွေစီမှာရှိတဲ့ကောင်းမွန်တဲ့အရာတွေကိုကြည့်ပြီးတော့လောဘတက်လာတယ်ဆိုတာကတော့ဖြစ်တင်ပါတယ်လေငါကတော့ငါကလေးရရဲ့လိုအင်စနာတွေအကုန်လုံးကိုဖြည့်ဆည်းပေးလိုက်ခြင်းနဲ့ဒါပေမဲ့ဒါကတော့ငါတတ်နိုင်တဲ့ကိစ္စမဟုတ်ဘူးမိန်းမရေငါလုံးဝကိုမတတ်နိုင်ဘူးငါအတော်လေးကိုစိတ်ညစ်တယ် ရှင်ရလေလေဘာဖြစ်လို့ဒီလောက်တောင်မှစိတ်ညစ်နေရတာလဲခလေးတွေကတော့ခလေးတွေပဲမလားသူတို့ကတော့အခုလိုမျိုးပဲတောင်းဆိုကြမှာပဲတောင်းလေးရကြလို့ရှင်တော့တူတူမေ့သွားလိမ့်မယ်ရှင်ဘာရီမြားဒီလောက်တောင်မှစဉ်းစားနေရတာလဲရှင်အနေနဲ့အလောက်ထိစိတ်ပြတ်ဝမ်းနေစရာလည်းမလိုပါဘူးဖယားသခင်ကသာကျမတို့ကိုပေးခြင်းနဲ့ဆိုလို့ရှင်တော့ကျမတို့ရဲ့ဘဝမှာအရာအားလုံးကိုရရှိသွားလိမ့်မယ်ရှင်အများကြီးစဉ်းစားမနေပါနဲ့ဟုတ်ပြီလားဒီလိုနဲ့ပဲရှောင်းတီးကတော့တယောက်ကြားနဲ့ခလေးတွေကိုရှင်ပြလိုက်ပါတော့ရာမူအလုံးလုံးနေခဲ့တဲ့မြေပိုင်ရှင်ကြီးကတော့အတော်လေးကိုချမ်းသာတဲ့တထေကြီးတူဖြစ်ပေမယ့် တတော်လေးကစီကုတ်ပြီးတနာညတာစိတ်စာနာစိတ်ကင်းမဲတဲ့သူပါသူကဘယ်သူ့ကိုမှအကူအညီမပေးတတ်ပါဘူးသူရဲ့အိမ်မှာသူကလွယ်လို့ဘယ်သူမှမရှိပါဘူးသူကလက်မထခဲ့ပဲနဲ့တယောက်ထဲနေထိုင်နေခဲ့ပြီးအရန်ကိုချမ်းသာကြွယ်ဝလုံးနေခဲ့ပါတယ်တယောက်ထဲချမ်းသာကြွယ်ဝနေခဲ့ပေမဲ့ဘယ်သူ့ကိုမှတခါမှအကူအညီပေးခဲ့ခြင်းမရှိပါဘူးပတ်စံတွင်အများကြီးချမ်းသာနေခဲ့ပေမဲ့တနာညတာစိတ်မရှိတဲ့အပြင်ကစီကကုတ်ပါသေးတယ်တခါမှတော့ရာမိုးကလည်းတထဲကြီးစီကနေပတ်စံသွားချီခဲ့ပူပါတယ်ဒီအချိန်မှာတထဲကြီးကတခါရင်းမြင်းပြစ်လိုက်ပါတော့တယ် ကဲမင်းငါစီမှာဘာအလုပ်လုပ်နေလဲအဲ့ဒီအလုပ်အတွက်ပဲပတ်စံရမယ်ငါစီကနေပြီးတော့ပတ်စံအကျွေးလာတောင်းမနေနဲ့ငါလည်းစိတ်ညစ်တယ်ဒီလိုနေပဲနေရရတွေကုံဆောင်သွားခဲ့ပါတယ်တရမရာမိုးနဲ့ရှောင်းတီရောနှစ်ယောက်လုံးဈေးသွားပြီးဒီနေ့တွေဝယ်ခဲ့ကြပါတယ်သူတို့အင်ကိုပြန်လာနေခဲ့တဲ့အချိန်မှာပဲလူတယောက်ရင်တိုင်းမှုဖြစ်ပြီးတော့လဲကြနေဟောကိုတွေ့ခဲ့ရပါတယ်သူရဲ့ခြေထောက်ကနေသွေးတွေအများကြီးထွက်နေခဲ့ပါတယ် လူတွေကလည်းသူရဲ့အနေနာမှာရက်ကြည့်နေခဲ့ကြပြီးဘယ်သူမှအကူအညီမပေးခဲ့ကြပါဘူး။ရာမုအရှိတိုးပြီးသွားကြည့်လိုက်တဲ့အချိန်မှာတော့သူရဲ့တထေဖြစ်နေအောင်ကိုတွေးခဲ့ရပါတယ်။နေပါအောင်ဒါငါ့ရဲ့တထေပဲ။ကြည့်ရတာသူရှင်တိုက်မှုဖြစ်သွားပြီနဲ့ကြူပါတယ်။ သူသွေးတွေလည်းများကြီးပဲထွက်နေအောင်ဆိုတော့အမြန်ဆုံးစေယုံကိုခေါ်သွားမယ်စေယုံကိုတော့မခေါ်သွားဘူးဆိုလို့ရှင်တော့သူအသက်ရှင်ဖို့အတွက်ခတ်ခဲ့တယ်။ရှောင်းသီးကလည်းအရန်အန်ကိုသဘောထားပြေးသွားတဲ့အမျိုးသမီးတယောက်ပါသူယောက်ျားပြောလိုက်တာနဲ့သူချက်ချင်းကားငါပြီးတထေးကိုစေယုံခေါ်သွားပေးခဲ့ပါတယ်။စေယုံရောက်သွားခဲ့တဲ့ခါမှာဆရာဝန်ကသူ့ကိုဆစ်ဆစ်ပေးလိုက်ပါတယ်။သူသွေးတွေအများကြီးပဲဆောင်းရှောင်းသွားခဲ့ရပြီးဆိုတော့သူ့ကိုသွေးသွင်းပေးမှဖြစ်မယ်။ခမရတို့ဘဲသူများသူ့ကိုသွေးလှူဒဏ်ပေးခြင်းတလဲ။ဒါဆိုရင်တော့သူရဲ့အသက်အန္တရာယ်ကနေပြီးကင်းလွတ်သွားလိမ့်မယ်။ရပါတယ်ဆရာရဲ့ကျွန်တော် သွေးလှူပေးပါမယ်ကျွန်တော်စီကသွေးကြိုက်တလောက်ထုတ်ရှူလိုက်ပါကျွန်တော်ရဲ့တထေကိုတော့ကဲတင်ပေးပါဇီယဝင်ကရောင်မိုးကိုအထဲခေါ်သွားခဲ့ပြီးနောက်မှာရောင်မိုးကလည်းသွေးလှူချမ်းပေးလိုက်ပါတယ်သွေးလိုအပ်နေတဲ့တထေဖြစ်သူကိုချက်ချင်းပဲသွေးလှူချမ်းပေးခဲ့ပါတယ်နိုင်အနေနဲ့ကြာမြင့်သွားခဲ့တဲ့အခါမှာတော့သူပြန်လဲတတိယလာခဲ့ပါပြီရောင်မိုးကလည်းရှောင်းတီးကိုပြောခဲ့ပါတယ်ရှောင်းတီးရဲ့တထေးကတယောက်ထဲနေတာသူ့မိသားစုဝင်ဆိုလို့တယောက်မှရှိတာမဟုတ်ဘူးအဲဒါကြောင့်ငါတို့အနေနဲ့သူအခုလိုဖြစ်နေတာကိုဘယ်သူကိုအကြောင်းကြားရင်ကောင်းမလဲဆိုတာမသိဘူး အဲ့ဒါကြောင့်တိုးနေပြန်မကောင်းမချင်းတို့ကိုဂယူဆိုင်ပေးဖို့ကငါတို့ကြာဝင်ပဲမင်းအိမ်ကနေထမင်းဟင်းချက်ပြီးတော့တို့အတွက်ယူလာခဲ့ပေးလို့ရလားငါဒီမှာပဲတို့အတွက်ထိုင်ပြီးတော့စောင့်နေပေးလိုက်မယ်သူတယောက်တည်းဆိုတော့အားငယ်နေမှဆိုလို့လေရှောင်းသီးကမြန်ဆုံးအိမ်ကိုပြန်သွားခဲ့ပြီးနောက်မှာတော့ထမင်းဟင်းကောင်းကောင်းချက်ပြုတ်ပြင်ဆင်လိုက်ပါတယ်ထမင်းဟင်းချက်ပြုတ်ပြီးတဲ့အခါမှာအမြန်ဆုံးသူမယူဆောင်လာခဲ့လိုက်ပါတယ်တထေသတိပြန်လည်လာခဲ့တဲ့အခါမှာတော့ဆရာဝန်တွေကလည်းအကြောင်းဆောင်ကိုပြောပြလိုက်ပါတယ်ရမိုးသူ့ကိုဘလို့ကဲတင်ပေးခဲ့လဲဆိုတဲ့အကြောင်းတွေကိုရောပေါ့ သူဆေးရုံကိုရောက်ရှိလာခဲ့တဲ့အချိန်လေးတိုင်းဆိုလို့ရှင်တော့သူရဲ့အသက်အန္တရာယ်ကအတော်လေးကိုစွန့်ရရတဲ့အချိန်လေးပါ။တထေကိုရိုင်းကလည်းဒီစကားတွေအားလုံးကြားခဲ့ရတဲ့အခါမှာအယံရှက်သွားခဲ့ပါရဲ့။သူကရာမူးအပေါ်တကယ်လေးအတော်ရက်စက်ခဲ့ရပဲ။သူဒုက္ခရောက်နေခဲ့တဲ့အချိန်မှာတော့ရှေးထွက်ပြီးအကူအညီပေးခဲ့တာရာမူးတယောက်တည်းပဲရှိပါရဲ့။နောက်နေ့မှာဆေးရုံတွေကသူ့ကိုဆေးရုံကနေဆင်ခွင့်ပေးခဲ့ကြပါပြီ။ဒါကြောင့်သူကလည်းရာမူးကိုခေါ်ပြီးတောင်းပန်စကားပြောဆိုခဲ့ပါရဲ့။ ရမိုးရဲ့မင်းရဲ့ကျေးဇူးတွေကငါ့ပေါ်အရမ်းများသွားပြီငါတပိုးအောင်ဒီကျေးဇူးကိုပြန်ဆက်မယ်ဆိုရင်တော့မကုန်းမှာမဟုတ်တော့ဘူးလောကကြီးမှာငါတို့ဘယ်သူမှရှိတာမဟုတ်ဘူးငါကတကောင်ကျွတ်မင်းကတော့ငါ့မိသားစုဝင်တွေထံငါ့ပေါ်ကိုပို့ပြီးတော့ကောင်းပေးခဲ့တယ်နော် ငါရဲ့လူရင်းတယောက်တောင်မှငါဒုက္ခရောက်နေတဲ့အချိန်မှာအခုလိုမျိုးငါ့ကိုအကူအညီပေးလိုက်မယ်လို့ငါတော့မထင်ဘူး။ငါမှအိမ်အကြီးအကြီးရှိတဲ့ပတ်စံတွေလည်းအများကြီးရှိတယ်လို့မျိုးလေယာဉ်လုံခြုံကလည်းအများကြီးပဲ။အဲဒါကြောင့်မင်းတို့အားလုံးငါ့ရဲ့မိသားစုဝင်တွေအဖြစ်ငါနဲ့အတူတူငါ့ရဲ့အိမ်မှာလာနေပေးစေချင်တယ်။မင်းတို့လိုမျိုးယုံကြည်စိတ်ချတဲ့သူတွေကငါနဲ့အတူတူနေမယ်ဆိုလို့ရှင်တော့ငါမှမိသားစုတစ်ခုပိုင်ဆိုင်ခွင့်ရသွားတယ်လို့မျိုးခံစားရစေလိမ့်မယ်။မင်းကဘလောက်တောင်မှရောသားဖြောင်းမလိုက်ကြလေ။ဒါကြောင့်ဒီနေ့အစပြီးငါ့ရဲ့စီးပွားရေးလုံခြုံတွေအကုန်လုံးကိုလည်းနေကကြည့်ပေးရမယ်နော်။ဒါဆိုရင်တော့မင်းလည်းစီးပွားရေးတိုးတက်ကောင်းမွန်လာလိမ့်မယ်။ မင်းတို့ကလေးတွေရဲ့အနာဂတ်ကလည်းရှိသေးတယ်မဟုတ်လားဒီနောက်တထဲကြီးကလည်းရာမူရဲ့မိသားစုဝင်တွေအကုန်လုံးကိုသူနဲ့အတူတူနေဖို့အတွက်ဖိတ်ခေါ်ခဲ့ပါတယ်ရာမူနဲ့ရှောင်းတီရောနှစ်ယောက်စလုံးကလည်းဝမ်းသာပျော်ရွှင်သွားတဲ့အတွက်တထဲကြီးကိုကျေးဇူးတင်လိုက်ပါတယ်နောက်ဆုံးမှာဘုရားသခင်ကသူတို့ရဲ့လူအင်ဆန္ဒတွေအားလုံးကိုဖြည့်ဆည်းပေးလိုက်ပါပြီကလေးတွေကအိမ်တဲကိုဝင်သွားတာနဲ့အိမ်ကြီးရဲ့ကြီးကျယ်ခနာမှုနဲ့အေးဆက်နေရကိုခန်းစားကြရတဲ့အခါမှာပျော်ရွှင်ဝမ်းသာသွားခဲ့ကြပါရဲ့။ကလေးတွေကလည်းပျော်ရွှင်ဝမ်းသာလုံးလို့ကောက်ခုန်နေခဲ့ကြပါတော့တယ်။ ကောင်းလိုက်တာကောင်းလိုက်တာအဖေနဲ့မေတားတို့ရှိမှအဲကွန်းရသွားပြီအဲကွန်းကြီးကအရန်ကိုအေးစနေရပဲကောင်းလိုက်တာအခုတားတို့လည်းအေးအေးဆေးဆေးနေလို့ရပြီနော်ခလေးရပြောချွင်းရောက်ကိုတွေ့ခဲ့ရတဲ့အခါမှာမိဘနှစ်ပါးလုံးဝမ်းသာပြောချွင်းသွားခဲ့ကြပါတယ်တို့အကျော်ဂျာရီကိုမလို့ကျင်ခဲ့ပေမဲ့ခလေးရအတွက်ကိုတော့တို့ကဂျာရီအားလုံးလိုချင်နေခဲ့ပါတယ်ကလေးရဲ့အဲကွန်းလိုချင်တဲ့ဆိုပြီးပူဇော်နေတဲ့အချိန်ကစပြီးလင်မယားနှစ်ယောက်လုံးကလည်းဖေဟာသခင်ရှိကနေဂျာရီကိုတောင်းဆိုခဲ့ကြပါရယ်။ကလေးရဲ့ဆန္ဒရီအားလုံးကိုလည်းဖြည့်ဆည်းပေးခြင်းခဲ့ကြပါရယ်။ ဖယားသခင်ကသူတို့ရဲ့တောင်းဆိုတွေအကုန်လုံးကိုနားထောင်လိုက်ပါပြီ။ခုဆိုရင်တော့သူတို့ကအင်ဂျီတွေမှာပျော်ရွှင်အေဂျင့်စွာနဲ့နေထိုင်ခဲ့ကြပါရယ်။အခုဆိုရင်တော့ဆင်းရဲတဲ့တောင်းသူလက်သမားရဲ့အိမ်မှာလည်းအဲကွန်းရှိနေခဲ့ပါပြီ။အဲဒီချိန်ကစသူတို့မိသားစုဝင်တွေအကုန်လုံးကလည်းပျော်ရွှင်အေဂျင့်စွာနဲ့တသက်အလုံးနေထိုင်နိုင်သွားခဲ့ကြပါပြီ။သူတို့ရဲ့ဘဝမှာဘာလို့အချက်မှမရှိတော့ပါဘူး။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ရှေသူမဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။တခါတော့ကရွာတရွာမှာတန်ငါတဲ့တူရှိပါတယ်။သူကအတော်လေးကိုအသက်အရွယ်ကြီးရင်နေပါပြီ သူတို့ရဲ့ကလေးတွေကလည်းအခုဆိုရင်တော့မိသားစုကိုစီနဲ့တည်တံခွဲနေထိုင်နေကြကြပါတယ်။ရမ်ဒင်ကအသက်ကြီးနေတဲ့အတွက်ခနာကိုတစ်ခုလုံးကလည်းအားနဲ့ချိနေနေခဲ့ပါပြီ။သူရဲ့ခနာကိုအားနဲ့လုံးနေတဲ့အတွက်အခုသူငါဖန်ဖို့အတွက်တင်လဲရေးအနှက်ချင်မသွားနိုင်ကြပါဘူး။သူကရှီတလောင်ငါလေးကိုပဲဖန်ပြီးအိမ်ကိုပြန်လာကြပါတယ်။မိမအေးငါပင်လဲဘက်ခနာသွားလိုက်အောင်မယ်နော်။ ဒီနေ့ငားလေးပါလေနည်းနည်းရရင်တော့ဖမ်းလာခင်မင်းဒီငားလေးကိုရောင်းပေးသွားတဲ့အခါကျရင်တော့ငါတို့စားတောင်းနေထိုင်ဖို့ပတ်စံနည်းနည်းရလာမှာပေါ့ရှင်ဖယ်အချိန်ထိတယောက်တည်းစူးစမ်းရုံးကန်နေအောင်ပါလေရှင်ကလည်းအခုဆိုရင်တော့အတက်ကကြီးနေပြီလေအခုချိန်မှာခလေးတွေတောင်းရှိမယ်ဆိုလို့ရှင်တော့ကျမတို့လည်းဒီလိုဖြစ်စီရမလို့ဘူးတော်ပြီတော်ပြီငါသားတွေအကြောင်းကိုမင်းလုံးဝမပြောတော့နဲ့တို့အကြောင်းငါလုံးဝမကြားချင်ဘူးဒီနေ့အထိငါတို့ဘလို့အချိန်နေမှာနေထိုင်နေရလဲဆိုပြီးတော့တို့လာမေးခဲ့တယ်ဆိုတာရှိလားလွန်ခဲ့တဲ့နှစ်နှစ်လောက်ကစပြီးတော့နှစ်ယောက်လုံးငါတို့ကိုဖုန်းလည်းမဆက်သလိုမျိုးလာလည်းမတွေ့ခဲ့ကြဘူး ကဲကဲကဲငါပင်လယ်နာသွားလိုက်အောင်မဲခဏနေလို့ရှိရင်တော့ပြန်လာခင်မဲဟုတ်ပြီလားရမ်ဒင်းရဲ့ကံကိုကဆိုတာပါစင်ရသားတယောက်ရဲ့ကံကြမ္မာကအခုလိုစိုးနေပြီဆိုရင်တော့အရာအားလုံးအခုလိုမျိုးပဲဖြစ်နေကြပါတယ်ရမ်ဒင်းကပင်လယ်ကမ်းဆန္ဒကိုရောက်ရှိသွားပါတယ်ရုတ်တရက်ကြီးသူလည်းကြသွားခဲ့ပါတယ်ရမ်ဒင်းကြီးဘာဖြစ်ကြလဲရမ်ဒင်းကြီးကြီးရတာအရန်ကိုပင်ပန်းပြီးတော့မိလည်းကြသွားတာနဲ့တွေ့ပါတယ်အကောတို့အားလုံးဘာလုပ်နေကြတာလဲသူ့ကိုမှောက်ထူကြအောင်လေဗျသူရဲ့အင်္ဂလိပ်ထီသူ့ကိုအမြန်ဆုံးခေါ်ဆောင်သွားပေးရမယ်ဒီလိုနဲ့တွေ့ရတဲ့သူတွေကလည်းအင်ကိုပြန်ခေါ်လာပေးလိုက်ပါတယ် ဘာဖြစ်တာလဲရှင်သူဘာဖြစ်တာလဲဘာဖြစ်သွားတာလဲမသိပါဘူးအမကြီးရဲ့သူပင်လယ်ကမ်းစာနာမှာငါးဖန်းနေနေရုတ်တရက်ကြီးမေးလဲကြာသွားခဲ့တာရမ်ဒင်ကိုကြည့်ပါအောင်သူတဖြည်းဖြည်းနဲ့တတိပြန်လဲလာပြီနဲ့သူပါရီမသိရပါဘူးဗျာရုတ်တရက်ကြီးမျက်လုံးထဲအမှောင်ဖုံးသွားခဲ့ရပဲဘာရီဆက်ဖြစ်သွားလဲဆိုတော့ကိုတော့ကျွန်တော်လည်းလုံးဝကိုမမှတ်မိတော့ဘူးကဲကဲကဲတော်ပြီတော်ပြီရှင်အနားယူလိုက်တော့နောက်ထပ်ရက်အနေငယ်ကြားတဲ့အထိရှင်မြက်ကံပေးကိုသွားစီရမလို့တော့ဘူးနော်ကြားလားတော်သေးရပါရှင်ဖျားသခင်ကိုကျေးဇူးတင်ရမယ်ရှင်ဘာမှမဖြစ်လို့ပေါ့ မရလေကွာငါပင်လေကန်းဆတ်နာကမတော်ဘူးဆိုလို့ရှင်တော့ငါတို့ဘလို့နေထိုင်ကြမလဲရှင်အလောက်ထိလည်းစွဲမနေပါနဲ့ရှင်ရှင်အခုနေမကောင်းဘူးဆိုတော့ခဏလေးအနားယူပြီးတော့နေလိုက်အောင်ရှင်မတတ်တာမချင်းကျမပဲသွားပြီးတော့ငါသဖန်ခဲ့ပြီးမယ်မင်းရလေကွာမင်းလည်းအတိုက်ရွက်တစ်ခုရှောင်းနေပြီးဘလို့သွားမလဲအတက်ကဘလောက်ပဲကြီးလာပါစေကျမတို့တတ်တိရှိတယ်ဆိုရင်တော့အရာအားလုံးကိုလုံနိုင်ပါတယ်လူသားတွေရဲ့ယုံကြည်မှုဆိုတာကအမြဲတမ်းရှင်သန်နေရလေကျမတို့စဉ်းစားထားတဲ့အတိုင်းပဲအရာအားလုံးကလည်းဖြစ်လာလိမ့်မယ် တခေါက်တော့စူးစမ်းလိုက်ရုံနဲ့ဘာရီများဖြစ်သွားမှာမို့လို့လဲကျမမနဲ့ပြန်ငါဖမ်းဖို့အတွက်မြေကန်းနာကိုတွားလိုက်မယ်ရှင်ကတော့ဒီလောက်တောင်မှနေမကောင်းဖြစ်နေရပဲရှေ့အနေငယ်တော့အိမ်မားပဲအနားရှူနေလိုက်ကြောနော်နောက်နေ့မနက်ပေါ်နေတွားခဲ့တဲ့အခါမှာမင်္ဂလာကလည်းအိမ်ကနေချင်းနဲ့ငါဖမ်းပိုက်ကုန်ရှူပြီးပင်လယ်ကန်းဆန္နာကိုတွားလိုက်ပါတယ်မင်္ဂလာကတော့ပင်လယ်ကန်းဆန္နာမှာတရက်လုံးငါဖမ်းပိုက်ကုန်ချပြီးထိုင်ဆောင်နေခဲ့ပါတယ်သူငါဖမ်းပိုက်ကုန်ချထားခဲ့ပေမဲ့ငါတကောင်တလေတောင်မှသူမဖမ်းမိခဲ့ခြင်းမရှိပါဘူးခဏနေတော့လာခန်းဆိုတဲ့ငါဖမ်းသမားတယောက်ကသူ့စီကိုရောက်လာပါတယ် ကဲအတော်ကြီးရေအတော်ကြီးဘလောက်ပဲစူးစမ်းပါစေငါတကောင်မဖမ်းမိမှာမဟုတ်ဘူးဒါကကျွန်တော်တို့လိုမျိုးနှစ်ပေါင်းများစွာအရှင်ကလေးကငါဖမ်းလာခဲ့ကြတဲ့သူရဲ့အတွေ့အကြုံပဲခမည်းတော်မျိုးအတွေ့အကြုံမရှိတဲ့သူလုံနိုင်တဲ့ကိစ္စတော့မဟုတ်ဘူးကဲကဲကဲအဲ့ဒါကြောင့်အိမ်ကိုပဲပြန်သွားလိုက်ကြအိမ်ပြန်ပြီးတော့ထမင်းဟင်ပဲသွားချနေလေအဲ့ဒါကခမည်းရဲ့အလုပ်ပဲအရင်နေ့မှငါတကောင်မမရတဲ့အစောမင်္ဂလာကတော့စိတ်ပြဝနေစွာနဲ့အိမ်ကိုပြန်လာခဲ့လိုက်ပါတယ်သူအိမ်ကိုရောက်လာတဲ့အခါမှာတော့ရမ်ဒင်းပြောလိုက်ပါတယ်ဘာလို့ဒီလောက်တောင်မှဝမ်းနေနေရလဲကွာကိစ္စမရှိပါဘူး မင်းကကြာကြီးနေမှာငါဖမ်းတဲ့အလုပ်ကိုလုပ်ခဲ့တာမဟုတ်လား။နောက်နေ့ကျရင်တော့မင်းနောက်တစ်ချိန်ထပ်ပြီးတော့စူးစမ်းကြည့်လိုက်လေ။မင်းဒီအလုပ်တွေအကုန်လုံးကိုအောင်မြင်စွာလုပ်နိုင်မယ်ဆိုတော့ကိုငါကျိန်းနေသေးတယ်။ဟုတ်တယ်နော်ရှင်ပြောတာမှန်တယ်။ကျွန်မအားလျှော့စရာဘာအကြောင်းမှမရှိဘူး။ကျွန်မနောက်နေ့ကျရင်တစ်ခါပြန်ပြီးတော့စူးစမ်းကြည့်ရမယ်။နောက်နေ့မှာတမကလည်းငါဖမ်းဖို့အတွက်ပြန်ချလာခဲ့လိုက်ပါရဲ့။လက်ခန်းကလည်းသူ့ကိုပြောလိုက်ပါရဲ့။အတော်ကြီးရေပြန်လာပြန်ပြီလား။ဘာဖြစ်လို့လာရတာလဲ။ခမရောကျွန်တော်မလာတော့နဲ့လို့ပြောထားတဲ့ကိစ္စကို ခမရငါဖမ်းပိုက်ကွန်ချပြီးဘလောက်ပဲစောင့်နေပါစေငါတကောင်မှဖမ်းမိမှာမဟုတ်ဘူးခမရအခုဆိုရင်အတက်ကလည်းကြီးနေပြီးဘာအလုံးမလည်းလုံနိုင်ကြတာမဟုတ်ဘူးလေခမရဒီမှာအနေနဲ့ပင်မန်းဒါပဲအဖတ်တင်လိုက်မယ်ကျွန်တော်ကတော့ငါကိုအာကျုံမှန်တန်းနဲ့အကောင်လုံးရှောင်းအောင်ဖမ်းပါကျွန်တော်ငါတွေကိုဖမ်းလိုက်မယ်ဆိုလို့ရှင်တော့ဘယ်သူမှငါထက်ရမှာမဟုတ်ဘူးလက်ခန့်ရဲ့ပါဇက်ပိတ်ထားစမ်းနင်ကငါသားအရွယ်ပဲရှိတယ်အဲဒါကြောင့်ငါနဲ့တခါတည်းအခုပြောနေတာထပ်ပြီးရရှာရှင်မနေနဲ့နေတော့ဘယ်တော့မှဆင်းရဲသားတယောက်ကိုအခုလိုမျိုးမလောင်ပြောင်းနဲ့ကြားလား လူတယောက်ရဲ့ကံကြမ္မာဆိုတာကဘယ်တော့မှပြောင်းလဲရထုံးစံမရှိဘူး။နင်ကလည်းဘုရားသခင်ဖန်ဆင်းထားတဲ့ဒီလောကကြီးထဲမှာနေထိုင်နေငါလည်းအတူတူပဲဘုရားသခင်ကဘယ်သူရဲ့ကံကြမ္မာကိုဘယ်အချိန်မှဘလို့ဖွင့်ပေးမလဲဆိုတာကိုနင်သိလို့လား။ဘုရားသခင်ကအရာအလုံးကိုလုံနေတာသူပဲသိတယ်။မင်္ဂလာရဲ့စကားတွေကိုကြားခဲ့ရတဲ့အခါမှာလက္ခဏာကလည်းပစပ်ပိတ်သွားခဲ့ပါတော့တယ်။သူကလည်းသူ့လို့သူပဲလုံနေခဲ့လိုက်ပါတယ်။မင်္ဂလာကတော့ငါနည်းနည်းလေးရရင်ကံကောင်းတယ်ဆိုပြီးတော့ပဲထိုင်ဆောင်နေခဲ့ရပါဘော။သူကဘာမှလည်းမစားမတောက်ရပဲနဲ့အငါခံနေခဲ့ပြီးငါဖန်ပိုက်ကွန်ချကစောင့်ဆိုင်နေခဲ့ပါတယ် ညနေဆောင်နေခဲ့တဲ့အခါမှာတော့တန်ခါသေးရီအားလုံးကဖမ်းလို့ပြီးလို့အိမ်ကိုပြန်ကုန်ကြပါပြီ။မင်္ဂလာကိုရိုင်းကလည်းစိတ်ပြဝမ်းနဲ့စွာနဲ့ပြန်တော်မဲ့အချိန်မှာပဲတော်သေးရပေါ့။ကြည်ရတာငါးရီပါရီအများကြီးဖမ်းမိသွားပြီနဲ့တူတယ်။ငါရဲ့ငါဖမ်းပိုက်ကွန်ကြီးကတော်လေးကိုလေးနေတယ်ကြည်ပါအောင်ဟဲ့။ဟဲ့တကယ်ပါပဲ။ငါရဲ့ငါဖမ်းပိုက်ကွန်ထဲမှာတကယ်ငါအကြီးကြီးတကောင်ပါလား။ငါဒီငါကြီးကိုအများဆုံးအပြင်ကိုဆွဲထုံးမှဖြစ်မယ်။မင်္ဂလာကိုရိုင်းကလည်းသူရဲ့ငါဖန်ပိုက်ကွန်တဲမှာငါအကြီးကြီးတကောင်ကိုတွေ့ခဲ့ရတဲ့အခါမှာတော့ဝမ်းသာပျော်ရွှင်မဆုံးဖြစ်သွားခဲ့ပါရဲ့။ ပြီးသွားတာနဲ့သူ့ကိုသူရဲ့ bike ကွန်တဲကနေထုတ်ဖို့အတွက်အပေါ်ကိုဆွဲတင်လိုက်ပါတယ်ဒီအချိန်မှာငါလေးကလူစကားပြောလာခဲ့ပါတယ်ကျမကိုလှုပ်ပေးပါရှင်ကျမကိုလှုပ်ပေးပါကျမရဲ့ခလင်းငယ်လေးတွေကျမကိုစောင့်နေလောက်ကြပြီကျမကိုလှုပ်ပေးပါနော်ကျမတို့ရဲ့စီကိုအချိန်နဲ့ပြန်မသွားဘူးဆိုရင်တော့တို့ဝမ်းနေနေကြလိမ့်မယ်တို့ကိုကျမဘာမှလည်းမကြွေးခဲ့ရဘူးတို့ငတ်ပြီးတော့တေးကုန်ကြရင်ဘယ်လိုလုပ်မလဲရှင်ကျမတို့အတွက်အစားအသောက်တစ်ခုခုယူမယ်ဆိုပြီးတော့ထွက်လာခဲ့တာ ဒီချိန်ဆိုလို့ရှိရင်တော့ညကလည်းမိုးချုံနေပြီတန်ကားတွေအကုန်လုံးကလည်းအိမ်ကိုပြန်ကုန်ပြီဆိုတော့အန်တီရဲ့ကင်းနေထင်လို့ကျမအပေါ်ကိုတက်လာခဲ့တာကျမမသိခဲ့ဘူးအခုချိန်ထိရှင်ဒီမှာငါဖမ်းနေတုံးဆိုတာကိုကျမကိုသားလှုပ်ပေးမယ်ဆိုလို့ရှိရင်တော့အရန်ကိုကျေးဇူးတင်မိမှာပဲတကယ်လို့ငါသားအနေကိုထွက်လိုက်မယ်ဆိုရင်တော့ဒီနေ့ငါတို့ထပ်ပြီးတော့ငတ်ပြတ်နေအောင်ပါပဲဘာမှမစားမတော့ပဲနဲ့ငါတို့အိတ်နေအောင်မယ်လွန်ခဲ့တဲ့တောင်ရက်လောက်ခရေကငါငါလာဖမ်းနေခဲ့တာအဲလေကန်းဆန်နာရက်ဆက်ငါလက်ဖမ်းနေခဲ့ပေမဲ့တကောင်မမရခဲ့ဘူး နေ့တိုင်းလပလာနဲ့ပဲအင်ကိုပြန်နေရတယ်။ဒီနေ့ရပောင်းများစွာကြတော့မှငါနဲ့ကိုဖမ်းမိရလေပြန်လှုပ်ပေးလို့ပဲဖြစ်ပါမလဲ။ပြန်မလှုပ်ပေးချင်မယ်မဲ့လေငါနဲ့ပုံမရဆွတ်ချင်ပါဘူး။နေ့မှာကလေးငယ်လေးတွေရှိနေရဲဆိုတော့နေ့ကလေးတွေအတွက်ငါနဲ့ကိုပြန်လှုပ်ပေးလိုက်မယ်နော်။ဒီလိုနဲ့မင်္ဂလာကလည်းငါလေးကိုပြန်လှုပ်ပေးလိုက်ပါရစေ။ကျေးဇူးများကြီးတင်ပါတယ်။ကျမကအခုလိုမျိုးပြန်လှုပ်ပေးခဲ့တဲ့အတွက်အခုဆိုရင်တော့ကျမကလေးတွေစီကိုကျမသွားလို့ရပြီ။မင်္ဂလာရှင်ကားကတကယ်တော်တော်လေးကိုသဘောထားပြေးွားတဲ့အမျိုးသမီးတစ်ယောက်ပဲ။ ရှင်ကကျမအခုလိုမျိုးလှုပ်ပေးခဲ့တဲ့အတွက်ကျမရှင်ပြန်ပြီးတော့အကူအညီပေးခြင်းနဲ့ကယ်လျှော့မင်္ဂလာရေးဒါကတော့မော်အစွမ်းထက်နေတဲ့ငါဖန်ပိုက်ကွန်ကြီးပဲဒီငါဖန်ပိုက်ကွန်ကိုပင်လယ်ထဲကိုချလိုက်တဲ့အခါတိုင်းငါတွေအများကြီးကိုရရှိလိမ့်မယ်အခုဆိုရင်တော့ရှင်ယောက်ျားနဲ့အတူတူဘွားကိုကောင်းကောင်းဖြတ်တန်းနေထိုင်လို့ရသွားလိမ့်မယ်ရွှေငါလေးကလည်းမင်္ဂလာကိုမော်အစွမ်းထက်နေတဲ့ငါဖန်ပိုက်ကွန်ပေးသွားခဲ့ပါတယ်မင်္ဂလာကအရင်နေ့မှတော့မိုးချုံနေတဲ့အတွက်ငါဖန်ပိုက်ကွန်ရှူပြီးအိမ်ကိုပြန်လာခဲ့ပါတယ် တယောက်ကြောင့်ကိုလည်းကိစ္စတွေအားလုံးပြောပြလိုက်ကြပါဘော။အော်မင်္ဂလာရေငါစကားပြောတာနဲ့ပဲနေရလှုပ်လိုက်စရာလား။သူနဲ့ပေးသွားတယ်ဆိုရင်ငါဖန်ပိုက်ကွန်ကတကယ်မို့အစွမ်းထက်နေတာရောဟုတ်ရဲ့လား။မသိပါဘူးရှင်။ဒီငါဖန်ပိုက်ကွန်မို့အစွမ်းထက်ထက်မထက်ထက်ကျွန်မစိတ်မဝင်စားဘူး။အမေနဲ့ကလေးတွေကိုခွဲခြားတယ်ဆိုတာကတော့မကောင်းဘူးမဟုတ်လား။မင်္ဂလာနောင်နေ့မှာတော့ငါဖန်ပိုက်ကွန်ယူပြီးကန်းဆန်နာပြန်သွားလိုက်ပါတယ်။ဒီမှာအရင်ဆုံးဖျားရှိခိုးပြီးနောက်မှာတော့ငါဖန်ပိုက်ကွန်ချလိုက်ပါတယ်။ကဲအတော်ကြီး လွန်ခဲ့တဲ့တစ်ပတ်လောက်ခရဲကငါးလဖမ်းနေတာငါးတကောင်မှလည်းမရပဲနဲ့နေ့တိုင်းပြန်သွားနေရတာကိုတော့မှစိတ်မလျှော့သေးဘူးလားခမရဒီနေ့လည်းငါးတကောင်မှဖမ်းမိမှာမဟုတ်ဘူးစောင့်ကြည့်နေလိုက်ဒီအချိန်မှာပဲအတော်ကြီးကတော့ငါးရီအများကြီးဖမ်းမိသွားပါတယ်ဒါဘလို့ဖြစ်ကြလဲအတော်ကြီးကငါးရီအများကြီးဖမ်းမိသွားတယ်ဒါလို့ရှိရင်ငါအများကြီးတခါတဲ့ငါတော်မှတခါမှမဖမ်းမိဘူးဘူးသူကတခါပဲငါဖမ်းပိုက်ကုန်ချရသေးတယ်ငါအများကြီးရသွားပြီဒါဆိုရင်တော့ရွှေငါးလေးပြောသွားတဲ့စကားတွေကအမှန်တကယ်ပဲပေါ့ သူကတကယ်ပဲငါ့ကိုမှအစွမ်းထက်နေရဲ့ငါဖန်ပိုက်ကုန်ကိုပေးသွားခဲ့ရပဲဖရာသခင်ကိုကျေးဇူးများကြီးတင်ပါတယ်ကျမတို့ဒုက္ခဆင်းရဲကြုံတွေ့နေရတဲ့အချိန်မှာဖရာသခင်ကပဲကျမတို့ကိုအကူအညီပေးခဲ့တယ်ဒီနေ့တော့ကျမပတ်စံပြီးအများကြီးရှာနိုင်ကြပါမယ်အိမ်မှာလည်းထမင်းကိုဘိုင်ဝအောင်စားတောင်းနိုင်ကြမယ်မင်္ဂလာကလည်းငါတွေအားလုံးကိုသူယူလာခဲ့တဲ့ချင်းအောင်နဲ့ထည့်ပြီးဈေးမှာသွားရောက်ခဲ့ပါတယ်သူရဲ့ငါတွေကလက်ဆက်လုံးနေခဲ့တဲ့အတွက်ကြောင့်မို့လို့ဝယ်သူတွေကတိုးကျပြီးဝယ်ခဲ့ကြတာခဏအတွင်းမှာကုန်ဆုံးသွားပါတယ် ငါရောက်ပြီနောက်မှာတော့သူပြောရွှင်စွာနဲ့အိမ်ကိုပြန်လာခဲ့လိုက်ပါတယ်။ရောင်တင်းကိုလည်းကိစ္စရီပြောပြခဲ့ပါတယ်။မင်္ဂလာရေငါဒီနေ့အရှမ်းဝမ်းသာတယ်။မင်းရဲ့ကံကြမ္မာကြောင့်ငါတို့ဒီနေ့ထမင်းကိုဘိုင်ဝအောင်စားတောင်းနိုင်သွားကြပြီ။လက္ခဏာကတော့ရောင်တင်းတို့လင်မယားနှစ်ယောက်ပြောနေတဲ့စကားတွေကိုတတဲ့လေးခေါနာထောင်နေခဲ့ပြီးအားလုံးတည်သွားခဲ့ပါတယ်။ညာဘက်ကြီးသူတို့နှစ်ယောက်အိပ်ပြောနေခဲ့တဲ့အချိန်မှာလက္ခဏာကတော့ငါဖန်ပိုက်ကွန်ကိုအိမ်ကနေခိုးယူသွားခဲ့ပါတယ်။သူရဲ့ငါဖန်ပိုက်ကွန်နဲ့တခါရဲလဲထားလိုက်ပါတော့တယ်။ကဲအခုဒီအတော်ကြီးဘလုံးငါဖန်မလဲငါသိချင်သေးတယ်။ ငါဖန်ပိုက်ကွန်ကတော့ငါကလဲသွားခဲ့ပြီလေ။မော်အစွမ်းထက်နေတဲ့ငါဖန်ပိုက်ကွန်ကတော့ငါရှိကိုရောက်လာခဲ့ပြီ။ပင်လယ်ထဲမှာရှိတဲ့ငါတွေအကုန်လုံးကတော့ငါ့ရဲ့ငါတွေပဲ။နောက်နေ့မင်္ဂလာတရားပင်လယ်ကမ်းဆန္ဒသွားခဲ့တဲ့အခါမှာတော့သူရဲ့ငါဖန်ပိုက်ကွန်တဲမှာငါတွေမဖမ်းမိခဲ့ပါဘူး။ဒါကိုတွေ့ခဲ့ရတဲ့အခါမှာလောက်ခန်းကတော့ပြောရွှင်နေခဲ့ပါရဲ့။သူခိုးယူလာခဲ့တဲ့မော်အစွမ်းထက်နေတဲ့ငါဖန်ပိုက်ကွန်ကြီးကိုပင်လယ်ထဲမှာသူချလိုက်ပါရဲ့။ ကြည်ရတာမဟုတ်စွမ်းထက်တဲ့ငါဖန်ပိုက်ကွန်တေမာငါအကြီးကြီးဖမ်းမိပြီနဲ့တူတယ်ဒုက္ခပါပဲဒုက္ခပါပဲဒါကြီးကငမန်းကြီးပဲဘလို့ဖြစ်ပြီးတော့ငမန်းကြီးရောက်လာတာလေဒီကောင်ကြီးကငါ့ကိုလာကိုက်နေပြီကဲကြပါအောင်ဗျာဘလို့လုပ်ရမလဲဘလို့လုပ်ရမလဲတဲရောက်ကျွန်တော်ကဲကြပါအောင်ဗျာကဲကြပါအောင်ဒီငမန်းကြီးကျွန်တော်ကိုက်နေပြီနေပါအောင်ဒီငါဖန်ပိုက်ကွန်ကြီးကိုဘာဖြစ်လို့လှုပ်လို့မရတာလဲဒီငါဖန်ပိုက်ကွန်ကကျွန်တော်ရဲ့လက်ထဲမှာလုံးဝကိုမြဲနေပြီငါကြီးကကျွန်တော်ကိုတိုက်ခိုက်နေပြီအတော်ကြီးအတော်ကျွန်တော်ကဲပါအောင်အတော်အတော်ကြီးဒါခမရရဲ့မော်အစွမ်းထက်နေတဲ့ငါဖန်ပိုက်ကွန်ပဲ ကျွန်တော်မနေ့ကခမရတို့အိမ်မောကြာနေတဲ့အချိန်မှာလာပြီးတော့လဲခဲ့တာကျွန်တော်မှားသွားပါရဲ့ဗျာကျွန်တော်ခွန့်လို့ပါကျွန်တော်ကိုညီပေါင်းအတော်ရေးကျွန်တော်ကဲပေါင်းကျွန်တော်ကဲပေါင်းမင်္ဂလာကလည်းရေးရဲဆင်လာခဲ့ပြီးနောက်မှာတော့လက်ခန်းကြီးရဲ့လက်ကိုကိုင်းလိုက်တာနဲ့ငါဖန်ပိုက်ကွန်းတို့ထွက်သွားပါရဲ့ငမန်းကြီးကလည်းချက်ချင်းရေးရဲကိုပြန်ပြေးသွားခဲ့ပါရဲ့ကျောပါအတော်အတော်ရဲ့မှအစွမ်းထက်နေတဲ့ငါဖန်ပိုက်ကွန်းဒါကအတော်ရဲ့ကံကြမ္မာအရာအတော်စီကိုရောက်လာခဲ့တဲ့အရာပဲ ကျွန်တော်ကတမင်တက်တက်ရုံမှပြီးတော့ဂျာကိုခိုးယူခဲ့တော့အခုတော့ကျွန်တော်သင်္ကန်းစာကောင်းကောင်းရသွားပါပြီကျွန်တော်နားလေသဘောပေါက်သွားခဲ့ပြီကျွန်တော်ခိုးယူခဲ့ပြီလို့အခုလိုမျိုးပြည့်တံကိုပြန်ခံရတာလေကျွန်တော်အခုသေတောင်မှသေတော့မလို့ကျွန်တော်မှားသွားပါတယ်တော်ရဲ့ကျွန်တော်ခွင့်လောက်ပါကျွန်တော်ရဲ့မှားရည်အကုန်လုံးတော့ဝင်ချတောင်းပန်ပါတယ်ကျွန်တော်ဒီနေ့ရစပြီးတော့ဘယ်သူကမှမကောင်းမကြမ်းတော့ပါဘူးတအူတယောက်ရဲ့ပျက်စီးကိုလည်းကျွန်တော်ထပ်ပြီးတော့မခိုးတော့ပါဘူးကျွန်တော်တခြားသူတွေကိုလည်းမလောင်ပြောင်တော့ဘူးနော်ရပါတယ်လာခံရကိစ္စမရှိပါဘူး နင့်ရဲ့အမားတွေအကုန်လုံးကိုတော့နင်ပြန်ပြီးတော့သဘောပေါက်နားလဲသွားပြီဆိုတာကောင်းပါရဲ့ငါနင့်ကိုဖွင့်မြူပါဘူးဟဲ့ရရရကိစ္စမရှိဘူးနင့်အမားတွေကိုနင်သိတဲ့အတွက်ငါအရန်ကိုဝမ်းသာနေပြီဒီလိုနဲ့တန်ခေါတယ်လေမယောနှစ်ယောက်ကလည်းတို့ရဲ့မော်စွမ်းထတဲ့ငါဖန်ပိုက်ကုန်းလေးနဲ့ပတ်ဆံရှာခဲ့ကြပြီးအရန်ကိုချမ်းသာသွားခဲ့ကြပါရဲ့ဒီအကြောင်းလေးကိုသားတွေကသိရှိသွားခဲ့တဲ့အခါမှာတော့မိဘတွေစီကိုရောက်လာခဲ့ပြီးတို့နဲ့အတူတူနေဖို့အတွက်တောင်းဆိုခဲ့ကြပါရဲ့ဒါပေမဲ့မိဘတွေကတော့သားနှစ်ယောက်လုံးကိုချက်ချင်းပဲမောင်းထုတ်လိုက်ပါရဲ့ ။နေမယားနှစ်ယောက်လုံးကလည်းနှစ်ယောက်တည်းအတူတူပျော်ရွှင်စွာနဲ့တသက်အလုံးနဲ့ထိုင်သွားခဲ့ကြပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။